ပြပစေကွက်ကိုအရေးအသေးကောင်းမွန်တဲ့ကောင်းချင်းဆန်တွေတုံ့မြင့်တင်ပို့နိုင်ဖို့အစီအစဉ်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံစံစဘာအတင်းချုပ် MRF ကနေသိရပါတယ်။ယခုပန္နနဲ့မှာကောင်းချင်းပို့ကုန်မြင့်တင်ဖို့စီမံချက်ချမှတ်ထားတဲ့အကြောင်း MRF ဥက္ကဋ္ဌဦးရမင်းအောင်ကသတင်းမီဒီယာတွေကိုဖြေကြားပါတယ်။အရေးအသေးကောင်းကောင်းချင်းဆန်များတိုးချဲ့ထုတ်လုပ်နိုင်ဖို့ပို့ကုန်တုံ့မြင့်တင်ပို့နိုင်ဖို့စီစဉ်နေပါတယ်လို့ပြောပါတယ်။ လက်ရှိမှာတရုတ်နိုင်ငံတခုတည်းကပဲကောင်းချင်းစားပွဲတော်အချိန်မှာဝယ်ယူပြီးကြံရှိတဲ့မြန်မာဆန်စကွဲရဲ့ပို့ကုန်ဈေးကွက်နိုင်ငံတွေကိုမိတ်ဆက်ပြီးတင်ပို့ဖို့စီစဉ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်မြန်မာကောင်းချင်းဆန်အလားအလာရှိပါတယ်ဒါပေမဲ့မြို့ကောင်းမြို့တန်ရရှိရေးထွန်းတော်ကောင်းရေးအရေးသွေးတည်ငိမ်ကောင်းမွန်ရေးအယောနော်ကင်းစင်ရေးစတဲ့နယ်ပယ်မှာလုံဆောင်စရာတွေအများကြီးရှိနေစေဖြစ်ပါတယ်လို့ MRF ဥက္ကဋ္ဌကစပြောပါတယ် လက်ရှိမှာအရေးသေးကောင်းကောင်းကျင်းဆန်များတိုးချဲ့ထုတ်လုပ်နိုင်ဖို့တောင်သူတွေနဲ့ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပြီး contract layer အစီအစဉ်တွေရှိလာနိုင်တယ်လို့လည်းပြောကြားချက်အရသိရပါတယ်လက်ရှိမှာကောင်ကျင်းစံတဲ့အိတ်ငွေကျပ်တသိန်းခွဲမှာ2သိန်းအတွင်းအမြင့်ဆုံးဈေးဖြစ်နေကာဈေးအမြင့်ရလို့တောင်သူတွေအဆင်ပြေပြီးတိုးချဲ့စိုက်ပျိုးထားကြောင်းမြန်မာနိုင်ငံစံစပါအတင်းကျုပ်ကနေသိရှိရကြောင်းမှာခင်ဗျာ